အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ကြူလိုက်ပါတယ်အဲ့တော့မနေ့ကကျွန်တော်တို့ဒါပွဲပြီးပြီးချင်းကျွန်တော်လဲဒါလုံးဝမခံနိုင်မနေ့အိမ်သွားလို့မနေ့မှပဲ video ထားရရတယ်ဗောနော်ဒါပေမဲ့လာခင်ဗျာတကယ်တကယ်ဘောလုံးပွဲတစ်ပွဲပြီးသွားရင်ဗောနော်ဒါကျွန်တော်တို့တောင်းတောင်းဆိုအဘောလုံးပွဲတစ်ပွဲပြီးသွားတယ်လို့ဆိုတဲ့ feeling ပဲရအဲ့တော့ အာစနိုသေးနယ်ခုလက်ရှိမှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုကစားကွက်အသာစီးကိုဒါကျွန်တော်အဖက်ဖက်ကအသာစီးနဲ့အနိုင်ယူသွားတဲ့အပြင်ကိုလောကအမတ်တရအများစွာကိုပြေးသွားခဲ့တဲ့ပွဲတပွဲဆိုရင်တော့မမောက်ဘူးเนาะအဲ့တော့ ဒီခြေစွမ်းနဲ့ဆိုရင်တော့ဒါတည်ကြတာတခုကအာစနယ်အသင်းနဲ့ at least ဒါကျွန်တော်တို့ဒီခြေစွမ်းလို့ဒါဆက်တင်နိုင်ခဲ့မှာဆိုတော့ final ကိုတက်ဖို့အတွက်ကတည်ကြတော့နေနေဖြစ်သွားပြီလို့တော့ပြောလို့ရမယ်တဲ့မှာပါတယ်။အာစနယ်အသင်းရဲ့လက်ရှိမှာဒါကျွန်တော် Real Madrid ကိုယဉ်ဆိုင်ခဲ့တဲ့ခြေစွမ်းကတကယ်ကိုကြောက်ခမန်းလီလီခြေစွမ်းတစ်ခုဖြစ်တယ်ဆိုတော့လုံးဝငင်းစရာမလိုဘူး။ဒါတွင်းသွားတဲ့ twin goal တွေကလည်း ascent တန်းရှိလို့ဒီနေ့ပွဲစဉ်မှာဒီစကားကိုကျွန်တော်ပြောလို့ပြော Real Madrid လို့အသင်းမျိုးနဲ့ပြောရမယ်လို့မထင်ပေမဲ့ဒီနေ့ပွဲစဉ်မှာအာစနယ်အသင်းကဂိုးသွင်းတည်ကြခဲ့ဒါမှမဟုတ် Real Madrid အသင်းရဲ့ ူးသမားတီဘိုကော်ထရပ်စ်ကမကောင်းခဲ့ဘူးဆိုရင်တော့အာစတန်အသင်းကဒီနေ့ပွဲစဉ်မှာဒီရီယယ်မော်ဒရစ်ကိုခိုးတာစင်ဝက်သွင်းချပလိုက်ပြီးပထမ အကြော်မာတွေပွဲပြီးလိုက်လို့ရတဲ့အနေအထားတစ်ခုရောက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ပြောချင်တာတီဘိုကော်ကျွန်တော်ဒါပွဲပွဲကြုံမှာကျွန်တော်ပြောခဲ့တာရှိပါတယ်ဒါအာစနယ်ဂိုသမာတီဘိုကော်တက်စ်ကတကယ်လို့ဒီလိုမျိုးပွဲကြီးတွေမှာဆိုရင်ကျွန်တော်ဒါဂျာနယ်ကလော့ပြောခဲ့တယ်ပဲသူတို့မှာတီဘိုကော်တက်စ်ရှိလို့ဒါအောင်တီဘိုကော်တက်စ်စောက်ရမ်းကောင်းနေတာဖြစ်တယ်နော်အဲ့တော့တီဘိုကော်တက်စ်ဒါမကောင်းဆိုရင်ဒီနေ့ပွဲစမှာဒက်ကလန်ရက်စ်ကအနည်းဆုံးဒါကျွန်တော်ကိုယ်ပိုင်အတွင်းကိုကြီးပဲ၄ခုလောက်ရမယ်သဘောမှာရှိတယ်ပေါ့နော်အဲ့တော့ ရီယယ်မက်ဒစ်ကဒီနေ့ပွဲစံမှာကာလော့အန်ဆယ်လော့တီရဲ့အချိန်တွေကိုကုံဆုံးပြီဆိုတာကိုပြသခဲ့တဲ့တယ်မှာပါတယ်။တကယ်တမ်းနင်လားငါလားဟေ့ဆိုတဲ့အချိန်ဒီမှာရှင်းနေဆိုတော့အာဆနယ်ကစားကွက်အသာစီးနဲ့တစ်ဖက်ကရီယယ်မက်ဒစ်ကတဦးတယောက်ချင်းစီရဲ့ ability ကိုအရင်ကြီးမျောကိုးပြီးဆော့ရတယ်ဆိုတဲ့သတင်းဖြစ်သွားတယ်မြင်တယ်။တစ်ဖက်ကရီယယ်မက်ဒစ်ဆိုတာပြောချင်တာကကောင်းပါရဲ့ဒါဥနာပေါ်ဒါလက်ရှိမှာဒါအာဆနယ်အသင်းကပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့တိုက်စစ်မှုစစ်စစ်မရှိဘူးတိုက်စစ်မှုစစ်စစ်မရှိတဲ့ဂျားတဲ့ကမှာဒါကိုပြန်ကြည့်မယ်ဆိုရင်ဒါ ဟိုမရီနိုကိုသွန်းသွားခဲ့တယ်တစ်ဖက်ကဒါတိုက်စစ်မှုတွေဆိုတာကီလီယန်အမ်ပါပီဗီနီရှက်ဂျူနီစီအဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာကာလော့အန်ဆယ်လိုတီကသူ့သွားနေကြပုံစံတိုင်းပဲတိုက်တကယ်ရတာကျွန်တော်အဆိုးမရတဲ့ပုံစံမျိုးကိုအဓိကသွားပြီးရော့အင်းမင်းကွင်းထဲကိုတည့်ပေးလိုက်တယ်မင်းတို့ဒါ individual brilliance ရလှုပ်ချင်တာလှုပ်ပြီးပြန်လာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့တွေ့တဲ့ဥစ္စာကိုလှုပ်ပေးလိုက်တယ်မင်းတို့တစ်ဖက်ကဒါမဲ့ဒီဘက်ကတစ်ဖက်ကဒါဟိုဒီစနစ်နဲ့ပတ်သက်ရင်တအားစီကန်ရှီလွန်းနဲ့အာတီတာနဲ့တွေ့တဲ့အချိန်မှာလုံးဝပြရာခတ်သွားတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်တော့အာဆော်သင်းရဲ့စာကာကဒိုင်ယာအသေးစား ပြန်ရသွားခဲ့တဲ့သဘောမှရှိတယ်ဒါကခုနကဘယ်လိုပဲဟိုအိုက်တန်ရာကလည်းအရင်ကြီးမပြင်းထန်ဘူးတော့မျောလင့်တယ်ပေါ့ဒါပေမဲ့ let's talk about the goals ပေါ့နော်လက်ရှိမှာ Declan Rice ရဲ့ twin goal ကကျွန်တော်မြင်ဒီနောက်ပိုင်းမှာပေါ့เนาะကျွန်တော်မြင်ဘူးသမျှ free kick တွေထဲမှာဒါ Champion League မှာကန်သွားရတယ်မှာအလားဆုံးသော free kick တွေလို့ပြောလို့ရတယ်ပထမဦးဆုံး twin goal ကဒါကျွန်တော်သူ့သူ့ရဲ့ twin goal က Roberto Carlos ကိုတောင်းမှာဒါမမဲ့ရတော့အဲဒီလိုမျိုးကြီးတွားဒီလိုမျိုးကြီးပြန်လာဒီလိုမျိုးကြီးပြန်ချိုးတာကျွန်တော်ကြည့်နေနေပေါ့เนาะ မေလက်ခွာမဟုတ်သေးပါဘူးပေါ့နော်ငါကျွန်တော်ခမောက်ကျွန်တော်ခမောက်ပြောခမောက်ကျွန်တော်ဆောက်ဘောပြောတယ်ဆောက်ဘောစကားပြောတယ်ဆိုငါအိတ်နေတာငါအခုချိန်ကြီးငါအိတ်နေတော့မဲ့ထင်တယ်ပေါ့နော်ဟောဒါဒီလိုကိုတက်ပြောမှဆိုတွင်းသွားတဲ့ကူပါဗျာ vibe ပြရဗျာသိလားဟိုโอเคငါအခုချိန်ကြီးငါအိတ်နေတော့မဲ့ငါဒါအိတ်မတ်ထဲမှာဒီဘွဲကိုငါအိတ်ပျော်သွားပြီဒီဘွဲကိုငါအိတ်မတ်ထဲမှာကြည်နေတာပဲဖြစ်ရမယ်ဘာလို့လူကလည်းမနိုင်ပြောရမယ်ဆိုဟိုအိတ်တို့ကနိုးတိုးပဲဖြစ်နေတာဟိုဒါခုနကဘယ်လိုပဲပေါက်ခဲ့ရအချိန်ကဒါထုံးကနိုင်ချိန်မဲလीဆိုရယ်ပေါက်ခဲ့ချင်း ကမြပြပထမရဲ့တွင်ကိုကတကယ်ကိုကတော့ပြဆောက်အဆင့်တန်းကြီးอ่ะဆောက်ရဲ့ next level မှာရှိလုံးအားကြီးတယ်လို့ပြောလို့ရတယ်ဘောနော်တကယ်ကိုခမဟို declan rice ရဲ့တွင်ကိုတော့ what the fuck လို့တော့မပြောလို့ရတဲ့အထီကိုတွားခဲ့တယ် okay အဲ့ဒါလည်းပြီးသွား okay ခုနကဘောလူတွေက free kick ကဟုတ်လားပထမ free kick goby ရဲ့ဒီမှာ5ကဒုတိယ free kick မှာဆောက်ဟန်းကောင်းနေပြီဒုတိယ free kick ကံသွားတယ်ဆယ်ရာစီကောင်းနေကိုလန့်ကံသွားတယ်ငါလောတယ်မှာပဲကြည့်ရတဲ့ကောင်ဟမ် ိမ်မျိုးကြည့်လို့ဟာတချို့ခုနကပြောလို့ highlight ပဲကြည့်တဲ့ကောင်ကတော့ခင်ဗျာခါဟာဒီကောင်နေ set piece ကပဲဂူးသွင်းတပွဲလုံးတိုင်းတာမှာကြည့်လဲခင်ဗျာတကယ်ပြောတာ Arden Arsenal ဂူးသမအစားတိုက်ဆက်မှုဆုံးတကယ် discipline ပြည့်ဝတယ်ဗောနော်အဲ့တော့ဒီ ်ခမရောမင်းလည်းခမရောရည်ရမယ်ဒီအာဆနယ်အသင်းဒါပရီးမီးယားလိမှာဘယ်ရောက်နေလဲဆိုတဲ့ဥစ္စာကိုမေးတော်တော့မေးတော်မေးတော်မေးရမယ်ဥစ္စာဖြစ်သွားတာဒီအာဆနယ်ကြီးကဘယ်ရောက်နေခမပြောရင်ကဒီနှစ်ဒီနှစ်တစ်နှစ်လုံးကျွန်တော်ဒါပရီးမီးယားလိမှာဒီအာဆနယ်ကိုတစ်ခါမှမတွေ့ရဒီအာဆနယ်ကျွန်တော်ဒါချန်ပီယံလိမှာခဏခဏတွေ့ရတယ်ကျွန်တော်မမယ်ရ PSG နဲ့ပွဲစဉ်မှာဒါဒီလိုမျိုးကိုတွေ့ခဲ့ရတယ်ပရီးမီးယားလိမှာဒီအာဆနယ်ပဲရောက်နေလေခုနပြောသူပဲဒါပရီးမီးယားလိကောင်တွေပဲအာဆနယ်ဂျိုးကိုနှက်လို့ပဲဒီလိုပဲဒါကျွန်တော်ခင်ဗျာနောက်တန်းမှာဒါဂေဘရီယယ်မပါလို့မပါမနဲ့မသိရအမှန်တိုင်းပဲပါမပါလို့ င်းမှာမတော့သိရပါဘူး Nelly Fora များပါတယ်မပွားဘူးဘာလို့ဆိုတော့ဘယ် Kylian Mbappe တစ်ချက်တစ်ချက်ပြေးထွက်သွားတာကြီးကြည့်မယ်ဆိုတော့ Gabriel မပါမင်းတော့သိသားရတဲ့မှာပါတယ်ဘာလို့ Gabriel သားပါရင် Mbappe အဲ့လိုပြေးလို့ရမှာမဟုတ်ပြေးချိန်အောင်ရမှာမဟုတ်အဲ့တော့တကယ်ပါဗျာခင်ဗျတကယ်ကြည်ရင်းနဲ့လေးတလားဟိုပြောမှဆိုရင်ဟို aesthetic ဖြစ်လို့နဲ့ပွဲတပွဲဆိုတော့ဒါမျိုးပြောရတယ် Arsenal ဘက်ကကြည့် Twin နဲ့ Twin ကိုတွေကလည်းစောက်ရမ်းစစ်နောက်ဆုံးညာခုနက Marino ကန်သွားတဲ့ကန်ချက်ကအစားဒါကျွန်တော် low driven shot မှာမှာကော့ကပါသေးတယ် ကောင်းလာပါတယ်ဆိုရဲတီကိုကော်ဒရက်တာငုတ်တုတ်ကြီးမိပြီးဘေးနားမှာရက်ကြည့်နေရတယ်အဲ့တော့ဟိုခဲ့မြောက်လန်တန်သားချင်းချင်းတော့မှခင်ဗျာကြည့်နေဟိုဒီဂိုးတွေကိုကြည့်ပြီးခုနပထမဆုံးသူခင်ဗျာကျွန်တော်လေပထမဆုံးနှုတ်ကွာလေတတော်အစိတ်ထဲမှာလေအာဒါကငါအိမ်မက်မက်နေတာလားမသိဘူးနော်တော်တော်လေးကိုတော်ကျွန်တော်ဒါတကယ်တကယ်အဲ့ဒါအပြင်ဒါကျွန်တော်တို့ရီယယ်မထွက်ကသူတို့ရဲ့အိမ်ကိုဒါကြည့်ရတာဒါရီယယ်မထွက်ကစားသမားရဲ့လုံးဝမင်းနဲ့ကြွားပေါ်ဥမာ၃ကိုသွင်းပြီးရတာမှအရန်တိတာဘော၅၅မိနစ်မှာပွဲပြီးသွားပြီ ပွဲပြီးတော့အချိန်မှာကရီယယ်မက်ထရစ်ကစားသမိုင်းလုံးဝပွဲကိုတတ်မှုမထားတော့ဘူးဟုတ်လားကာဗမင်ကဆိုတဲ့ဘောလုံးကြီးကိုမဆိုင်မင်းနဲ့ကိုကန်ထုတ်တာဗျာသိလားကျွန်တော်တို့အဲ့နှစ်ဝါတနည်းကယူဆိုယူစရာအကြောင်းကိုမရှိဘူးအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ရီယယ်မက်ထရစ်အသင်းနေဒီနှစ်ပွဲစဉ်ရဲ့ကစားကွက်ရအောင် discipline ရအောင်ဒါဘယ်နေရာဘက် aspect ကြီးကဘလူပဲကြီးကြီးဒီနှစ်ပွဲစဉ်ကရီယယ်မက်ထရစ်နဲ့ဒီနှစ်ပွဲစဉ်ကရှုံးတဲ့နဲ့ခြေစွမ်းမယ်ဘာမှမမဆိုင်တာခါတိုင်းတွေ့ကြသမဟာဒါကျွန်တော်တို့လာလီဂါမှာညံ့လို့ဒါဟိုချန်ပီယံလိမှာကောင်းတဲ့ခြေစွမ်းတော့မတွေ့ရအောင်အဲ့တော့ ဟိုကောင်းလာပါတယ်ဆိုတဲ့ကစားသမားတွေတော့မြုပ်သွားခဲ့တယ်ဒီနေ့ပုံမှာကျွန်တော်ကြည့်ချင်တဲ့ရူဒီဂိုနဲ့စကယ်မှာမာလူးစ်ကယ်လီရဲ့ဒါကျွန်တော်တို့ဒက်ရှင်လို့ဆိုရလေလူးစ်ကယ်လီအသာစီးရခဲ့တယ်အဲ့တော့ရီယယ်မက်ဒရစ်အသေးနေနဲ့အခုလက်ရှိမှာသူတို့အတွက်ပဲကြံမယ်အခုလက်ရှိသူတို့ရဲ့အိမ်ငွေမှာသူတို့ဘာတွေလုပ်ပြရမလဲဒါပေမဲ့ဒီတိုင်းဆိုရင်အန်ဆယ်လော့တီနေနဲ့အိမ်ငွေမှာလည်းပါဒါပေမဲ့အိမ်ငွေမှာဆိုတော့ဒီပုံစံကြီးတစ်ခုလုံးသူပြန်ပြောင်းအောင်လေဘာလို့ဆိုတော့အခုလက်ရှိမှာခုနပြောလို့ပဲဒါအပွပွလင်းလင်းပြောရမယ်ဆိုရင်တော့ဟိုလက်ရှိအခြေအနေတွေရပါတော့ ယောမင်းတို့ကိုင်းနေထည့်ပြီးမင်းတို့ဘာလို့မင်းတို့လှုပ်ချင်တယ်လို့မင်းတို့က individual ရဆောင်းအောင်ကောင်းတဲ့ကစားသမားတွေ individual skill တွေကမင်းတို့အတွက်အရေးပါတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ချရတယ်အမှန်တကယ်အဲ့ဒါယူရကျတော့လုံးဝမကြိုက်ဘူးတိလားအမှန်တစ်ဖက်ပါဗျာအမှန်တကယ်အာဆနယ်သွေးဆိုတဲ့ individual မှာ declare ဆိုလည်းတကယ်သွင်းသွားလုံးနေတာသူ့အတူတာအသင်းလိုက်ကောင်းတာလည်းမှန်ပြီတကယ် individual skill ကိုဒါအသုံးပြုသွားတာပဲအသင်းလိုက်လည်းတော့လုံးဝကောင်းသွားတယ်ဒါနောက်တန်းမှဆိုမင်းတို့က key word ဆိုတာဗျာ give your တဲ့တစ်စက်နေတဲ့ကစားသမားစုပေမဲ့တကယ်နဲ့ခုနပြောသူနင်းလား၅လားဟိမှာဆိုတင်းမို့ဆောင်းရမ်းမိုက်သွားတယ်တကယ်ပြန်ကြည့်မယ်ဆိုမြဒီနေ့ပွဲစံကဒါကျွန်တော်အာဆနယ် ေးနဲ့အဖက်ဘက်ကတာခဲ့တယ်သုံးဂိုးတောင်မကောက်ဂိုးတီတောင်တစ်ထပ်ပြန်တယ်ခုနကပုံစံပဲဒီနေ့ပုံစံမှာ real madrid လို့အသိမျိုးပြောရမယ်လို့ကျွန်တော်မထင်ပဲတကယ်တမ်းတီတီချာချာအာဆိုသေးဂိုးပေါက်တီကြခဲ့တာဖြစ်တီဘိုကော်တက်မကောက်မှုဆိုရင်ခင်ဗျာဂိုးတာစင်ဘက်အာဆနိုသေးတွင်းလို့ရတယ်ခင်ဗျာအခုချိန်မှာတော့မနက်မိုးမှဟာဖုန်းလေးကောက်ကြည့်ရလူတွေကတော့ကျွန်တော်ကျွန်တော်ဖြစ်နေဒီဘက်အာဆယ်သေးနိုင်ငုံနိုင်နေတာခင်ဗျာတကယ်ကိုနိုင်ငံနိုင်တဲ့နာခင်ဗျာအာသက်မှာကန်ကောင်းလို့ဆက်ပြီးလောက်မှာ highlight လောက်ဒီကြည့်ပြီးဟာဆက်ပြီးကသွင်းသွားပြန်ပါနော်အာမချောင်းနဲ့ပွဲကြည့် ဒါမျိုးပွဲကကြည်ရတယ်ဆောင်းရမ်းမိုက်တယ်ခင်ဗျာတကယ်ဖျားစုဆောင်းရမ်းမိုက်တယ်အဲ့တော့ဒီပွဲတွေကျွန်တော်ဒါမန်နေဂျာကျွန်တော်ထင်ထားခဲ့တယ်ကျွန်တော်ဒီဘက်မှာဒါမန်နေဂျာမဆိုရင်ဟိုဘိုင်ရီယယ်မန်ဒနဲ့အာဆင်နယ်နဲ့ပွဲအဲ့လောက်ဂိုးပြတ်မလို့ထင်ထားခဲ့မယ်အဲ့လိုမျိုးပုံစံမျိုးတော့ဖြစ်ထားခဲ့ဒါပေမဲ့ဘိုင်ယန်မြူးနစ်နဲ့အင်တာပွဲကျွန်တော်ထင်ထားပြီးသားဘောကုနာပေါ်သူပဲဘိုင်ယန်မြူးနစ်အသင်းနဲ့ကော်ပဏီကဒါ no offense ဘောနော် ဒါ Vincent Company အနေနဲ့အခုလက်ရှိမှာဒါ Champion League ဒီလိုစီမွေးနေ Inzaghi လိုမျိုးဘဲမျိုးကိုရှင်ဖို့တဲ့ level တခုမှမရှိနေဘူး။ဒါပြင်သူနာပြောကျွန်တော်ဒါကိုအားပေးပါလေဆိုမှမအေးပေး Harry Kane ဆိုတဲ့ကောင်တိုင်ကြီးကိုပြစ်ကန်တာတိမ်ကနေပဲဒါခုနပြောသပဲဒါ biggest stage မှာဆိုရင်ဒါအမြဲတမ်း Harry Kane ကိုအမြဲတမ်းကြောင်ပြောက်တယ်။မမေရ Spurs တင်းတော်မှာဒါ final တက်တော့ Harry Kane ဒဏ်ရလို့ဒါ final တက်သွားတဲ့သဘောတော်ဖြစ်သွားတယ်ပေါ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Bayern Munich လက်ခွင့်ရေးတွေအများကြီးရပါတယ်။ဒါမျိုးခုနပြောသ Inter လို့အသင်းမျိုးကဒါကျွန်တော် balance နဲ့ညီတဲ့တဲ့တဲ့ဖြစ်တယ်ဒါခုနပေါ်သူပဲဒါ on paper မှာတော့ဒါကျွန်တော်တို့ on teamwork မှာတကောင်နဲ့ထောင်ထွက်နေတဲ့တဲ့တဲ့မဟုတ်ဘူးဒါတော့အခုနပေါ်သူပဲဒါ twin goal twin goal တွေကိုကြည့်လိုက်ဒါ balance ကိုအရန်ပြတယ် market structure နောက်ပေါက်နဲ့ချပြီးတဲ့ဘောလုံးကိုလာ little lotaro martinez traveler ကညက်နဲ့ကန်သွားတယ်ဆောက်ရမ်းမိုက်တယ်ဗျာတီလာပြောမယ်ဆိုဒါကျွန်တော်ဟို inter ရဲ့ဒါအသက်ကားတာပဲခေါင်းဘိုးဆိုတယောက်ထဲကြီးကိုဆောက်ရမ်းကြီးထောင်ထွက်နေတဲ့အသင်းတဲ့မဟုတ်ဘူးတယောက်ထဲကိုဒါခုနပေါ်သူဝိုးသူပြဟောဗျာဥမာတော့ဆိုဒါ ဗိုင်မီလေးဆိုကြည့်ရင်သိတာလေအိုလီစီဆိုတကောင်တည်းလိန်နေပတ်တယ်ဆောက်ရမ်းမိုက်နေတယ်ဒါဘီနာဘယ်ချင်းညာတည်နေညာဘယ်ချင်းညာဆောင်ရမ်းမိုက်ဘယ်ဘယ်ချင်းညာတည်နေတယ်ဒီလိုမဟုတ်ဘူးအင်တာမီလန်မှာတူရန်ကသူ့လိုသူလိုတယ်မာတီနက်စ်ကသူ့လိုသူလိုတယ်မာတီနက်စ်ကရှော့အောင်တားခဲ့ယူရယ်တူရန်ကနောက်ကနေပြီးတော့ဒီဖန်နာကိုလစ်ထွက်အောင်ထိမ့်ပေးတယ် ဓာရီကိုကြည့်ရင်ပြသည်လားအင်တန်မီလန်ကဒီနေ့ပွဲစံမှာဘာလို့နိုင်တယ်လဲဆိုတော့သိတာရတယ်မှာပါဒါပေမဲ့ကွင်းလည်းကအရန်စကားပြောတယ်ဟိုဘက်ကဘာဥမဆိုဒါကြောင်တောင်တောင်နဲ့ပေါ့နော်ဘာတွေလုံမဲ့လဲမသိပဲနဲ့ဒါကျွန်တော် Guerrero ယူ AM နေရာမှုထားတယ် Guerrero ဆိုတာ LB တို့မှု fullback လာနောက်ဆုံးပြ inverted ထားရင်တော့ကျွန်တော်နားလေတယ်နောက်ဆုံးပြ Kimish ကို AM ပုံစံမှုထားရင်နားလေတခါကျရင်ပြခုနပြောသူပဲ Pep Guardiola ရဲ့တပည့်တွေရပေါ့နော်ဒါ no offense Guardiola လည်းကျွန်တော်ကြိုက်တယ်ဒါပေမဲ့ Guardiola ရဲ့တပည့်တွေကအတက်ကျူးတဲ့ကောင်တွေပဲအတက်ကျူးရဲ့ဘလူးဖြစ်တဲ့ကောင်တွေကြီးပဲ ဂွာဒီယိုလာရဂွာဒီယိုလာဘောနသူ့ဘာသာတကက်ဂွာဒီယိုလာပိုင်လို့ချိန်ရိုက်တာတကောင်နဲ့မပိုင်မဲ့အမြင်နဲ့ချိန်ရိုက်တယ်အဲ့တော့ခုနပေါ်လိုပေတာသတင်းလုံးကခုနပေါ်လိုတိုင်ပတ်ခဲ့တယ်ပြီးတော့သောမက်စ်မူလာနည်းနဲ့သူ့နေတာအဲချန်ပီယံလိရဲ့ပွဲစဉ်မှာဒါအင်တာမီလန်ရှင်းနေပြသူ့ရဲ့အိမ်ကွင်းမှာသူထိန်းစော်တော့မှာပဲသူ့ရဲ့အိမ်ကွင်းမှာသူခုနပေါ်လိုပေဒါဘိုင်ယန်မြူးနစ်ကိုသွားပြီး open သွားဆော့မယ်လို့ကျွန်တော်အင်တာမီလန်မထင်ဘူးသူလုတ်ပြမှာပဲသူတစ်ခုခုနဲ့တစ်ခုသူလုတ်ပြအောင်မှာပဲတကယ်မိုက်တဲ့အကွက်တွေသူလုတ်ပြအောင်မှာပဲအတေးကြခုနပေါ်လိုပေတကယ်တမ်းနင်းလန်းငါလာဟေးဆိုတဲ့ moment နေမှာ အင်တာမီလန်ကတင်းမွန်းတဲ့စကားပြောသွားတယ်။တစ်ဖက်ကခုနကပေါ်တယ်ပဲအကုန်လုံးကြောင်ပြောင်းတယ်။ခုနကကင်မင်ဂျီဆိုတကယ်တမ်းလိုအပ်တဲ့ချိန်မှာဘာလို့မှမသိဘူး။ဟိုဘက်ကသွင်းသွားတဲ့သွင်းကိုဆိုလွယ်လုံးလုံးအကြီးတယ်။ခုနကပေါ်တယ်ပဲဒါတူရန်နဲ့မာတီနက်စ်ချိန်ပြီးသွင်းသွားတဲ့သွင်းကိုဆိုဘာမှန်းအောင်မသိဘူး။ပြီးခုနကပေါ်တယ်ပဲဒါဒုတိယသွင်းကိုဆိုဒါကျတော်တော်လေးကိုမိုက်တယ်။အင်တာမီလန်နဲ့ဒါကောင်တာထရန်ဆီရှင်မှန်မှန်ပြေးဆွဲလိုက်ပြေးဆွဲလိုက်ဒါကျွန်တော်တို့ဖီဗာဆန်ဆန်ပဲတောင်းမန်းဆွဲပေးတောင်းမန်းပေးပို့လိုက်တဲ့ဘောလုံးကိုဒါကျွန်တော်တို့အဂုစတိုပေးလိုက်ဒါဓမာကိုပါရမဟုတ်ဘူးနော်။အဂုစတိုပေးလိုက်တဲ့ဘောလုံးကိုဒါကျွန်တော်တို့ အရင်ဝင်လာခဲ့တဲ့ဒါကျွန်တော် Ferrari စီကနေတွင်းသွားတယ်ရှင်းရှင်းလေးပဲအဲ့တော့ teamwork beat hard work ပဲဒီနေ့ပုံစံမှာတော့တော့ teamwork beat ဒါကျွန်တော် talent ပဲဒီနေ့ပုံစံမှာဒါအောင်ကြည့်ရင်ရမ်းသိတာတယ်အဲ့ Inter Milan နဲ့ခုနပြောသပဲလက်ရှိမှာ company ထက်အစီမောနေ Inzaghi တဆင့်မြင့်သေးတယ်ဆိုတော့ဆက်လက်ပြီးပြသခဲ့တယ်ပွဲစဉ်တပွဲလို့ပြောရင်းနေပဲကျွန်တော်တော့ပြီပေါ့အခုချိန်ဒီခင်ဗျားပြောရမယ်ဒက်ကလန်ရိုက်ဆီကိုဖရီကစ်ကိုမျိုးလုံးနဲ့မတော်တူစောင်းမြန်းမိုက်တယ်ဗျာ တော့ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတို့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရရမြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးပဲကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲအခုလက်ရှိငလင်းတန်းမှာကူညီပေးနေတဲ့ညီကောင်မတို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်လည်းကလစ်ပေးကြမြန်မာလည်းကလစ်မှမြန်မာနာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြီပါဗျဒေးပါပါ